အာဒီနေ့တော့ခင်ဗျားတို့မြန်မာတွေကညလုံးနိုင်တော့ဗျာကျွန်တော်ဒီလောဆယ်အိန္ဒိယကဖိုရန်တခုကိုတက်တက်နေတော့ညကမမိပါဆိုလို့ပြောနှမ်းပြောတာအခုဒီမှာကအိန္ဒိယဆန်တော်ချင်းကပြောမှာဆိုရင်ဒီမှာကညချက်နေကျွန်တော်6နာရီကျော်ပဲရှိပါသေးတယ်6နာရီ6မိနစ်ပေါ့ပေါ်မှာကမြန်မာပြည်မှာ9နာရီကျော်နေပြီအဲကျွန်တော်ရုပ်သံပြောဖို့မိတော့ခွန်ကျွန်တော်ဒီဘက်မှာ9နာရီမှာနောက်9နာရီမှာကျွန်တော်တင်တာရှိတယ်မမိတော့တဲ့အတွက်ကျွန်တော်မိတဲ့ချိန်ပဲနှမ်းပြောတာဖြစ်တယ်အဲ့တော့ကျွန်တော်ရောက်ရနေရကျွန်တော်ပြောတာပါအဲ့တော့ဒီနေ့ကျွန်တော်ပြောရမယ့်အကြောင်းအရာကအချားမဟုတ်ဘူးဗျလူလူချင်းတစ်ခုတစ်ခုပဲပြောရမယ် မနေ့ကတော့ကျွန်တော်တို့ online မှာတက်လာတဲ့ဒီရင်ထင်းရဲ့ကိစ္စပေါ့အားလုံးသိတဲ့အတိုင်းပဲရင်ထင်းရဲ့ motor vehicle ကဟိုဖမ်းတဲ့ကိစ္စပေါ့ motor vehicle ဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကားကကားမောင်းသမားက hijack နဲ့ကားမောင်းသမားမောင်းပြေးသွားတဲ့ကိစ္စလေအဲ့ကိစ္စဆိုရင်ကျွန်တော်ဒီကြာဒီရတဲ့ဘွဲဝင်နေပါလေကျွန်တော်လောရုံအဖွဲ့ကိုမိခိုင်းပါတယ်မိခိုင်းရုံအဖွဲ့ရဲ့တက်လာတဲ့တရင်ညာဆိုရင်တော့ဒီရင်ထင်းရဲကတော့ဒီပါရီလမ်းပေါ်လှိုင်းပါရီလမ်းပေါ်မှာလှိုင်းမြို့နဲ့ပါရီလမ်းပေါ်မှာသူဖမ်းချင်ရှိတယ်ဖမ်းတယ် အဖမ်းပေမဲ့အခြားတစ်ဖက်မှာပါဖြစ်လေဆိုတော့သူဖမ်းတဲ့ဟာကိုတစ်ဖက်ကအဖမ်းမခံမဲနဲ့အရင်တည်းရဲ့လက်ကိုချိတ်ပြီးတော့ကားပေါ်ကိုတင်ပြီးတော့မောင်းပြေးသွားတဲ့သဘောမျိုးလို့ကျွန်တော်တိရတယ်အဲ့တော့ဒီဒီဗီဒီယိုဖိုင်စတင်တဲ့သူကလည်းဒီဖြိုးတန်တာဆိုတဲ့ညီမလေးတယောက်ပါသူကဆိုရှယ်မီဒီယာမှာ TikTok မှာသူဒီအဲဒီ TikTok မှာလူငယ်အကြိုက်ဟိုဟာလေး blog လေးတွေပြောနေတဲ့ကလေးမလေးတယောက်ပါအဲ့ညီမတယောက်ပါသူတင်ထားတာတွေ့ရတယ်သူတင်ထားတာတွေ့ပြီးမှကျွန်တော်ကြည့်လိုက်ပြီးတော့မှတော်တော်လေးဒါ တော်တော်ရုပ်ဆုပ်ရုပ်ပေါ်တော့တွေ့ရတယ်အဲ့တော့ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ရင်ရင်ထင်းရဲ့ဘက်ကပဲကျွန်တော်ရက်တည်ပါတယ်ဘာလို့လဲဆိုတော့ဒီကားမောင်းသမားတော့မရိုက်နိုင်ဘူးကျွန်တော်တော့သတ်မှတ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီဒီ post ဖြိုးသနာတင်တဲ့ post ရဲ့အောက်မှာလူတွေဝါပြီးရင်ထင်းရဲနဲ့ပတ်သက်ပြီးတော့ပြစ်တင်ထားတာရှိပါတယ်ကျွန်တော်ပုံအမြင်ပြောရရင်တော့ရင်ထင်းရဲတွေကကားမောင်းကားကားသမားတွေဆီကနေပတ်စံတွေတောင်းနေတောင်းနေဆိုတဲ့ကိစ္စရင်ထင်းရဲတွေကကားသမားတွေဆီကပတ်စံတောင်းနေဆိုတဲ့ကိစ္စကတက်တက်တလိုင်းထားပါအခုဒီကိစ္စကကြတော့ရင်ထင်းရဲကိုရင်ထင်းရဲကကားသမားရှယ်နေ တီးကိုသူ့ရဲ့ဒီ live stream ကိုတောင်းစစ်တယ်စစ်တဲ့အချိန်မှာသူ့ရဲ့လိုချင်တောင်းစစ်တဲ့အချိန်မှာကောင်းကောင်းမအစ်ခံရပါလေနဲ့အစ်မခံမနဲ့ယင်းထင်းရဲ့ကိုကောက်ယင်းထင်းရဲ့ကိုဒီယင်းထင်းရဲ့ကိုသူကလက်ကိုအတင်းဆွဲပြီးကောက်ဆွမောင်းပြည်တဲ့ပုံစံမျိုးကြတော့ယင်းထင်းရဲ့မတော်တဆအသက်ထွက်တော့နေတည်သွားနိုင်ပါတယ်မတော်တဆကညံ့ပြီးပြေးသွားနိုင်ပါတယ်ဒီလိုနေသားမျိုးကြီးနဲ့သူလောက်တာဖြစ်တဲ့အတွက်ဒါကကြတော့တော်တော်လေးကိုကိုစိုးရတဲ့ပြမှုပါ။ကိုယ်လည်းစိုးရတဲ့ပြမှု။အဲ့ကာသမဘူးလည်းကျွန်တော်မသိဘူး။ဘူးပိုင်လည်းကျွန်တော်မသိဘူး။စိတ်လည်းမဝင်စားဘူး။အဲ့ကာမောင်းသမားရဲ့မိသားစုတိုင်းမှာလည်းကျွန်တော်စိတ်ဝင်စားဘူး။ကာမောင်းသမားကနောက်ကန်တက်ကောင်းစိတ်ဝင်စားဘူး။ဒါပေမဲ့ဥပဒေကိုချိုးဖောက်တယ်လို့ခေါ်ပါတယ်။ နိုင်ငံဝန်ထမ်းတယောက်နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝန်ထမ်းကသူကဒုက္ခပေးတာနိုင်ငံတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝန်ထမ်းကဒုက္ခပေးတာနှောက်ရက်ပေးတာပြီးလို့ရှိရင်ဒါတေလောက်ွယ်ဖြစ်တဲ့ပြမှုမှုသူကျူးလွန်သွားတာ တော့သူစီကန်းချိုးဖောက်မှုရှိတယ်အဲ့တော့ဒီပြစ်မှုတွေကများတယ်အဲ့နဲ့ပတ်သက်ပြီးတော့ရင်ထင်းရက်တက်ဖွဲ့အနေနဲ့လည်းတိတိကျကျပြစ်မှုဖုံးဖို့လိုတယ်အမှုဖုံးဖို့လိုတယ်ရက်တက်ဖွဲ့ကလည်းတအားဆုံးမ်းပေါ်ထုတ်ဖို့လိုတယ်ကျွန်တော်သိရတော့ဒီနေ့တော့ရက်တက်ဖွဲ့ကအဲ့ဒီလူသွားပြီးတော့ဖမ်းဆီးရိုက်လုပ်တယ်လို့ပြောတယ်မနေ့ကတော့မဖမ်းနိုင်ဘူးထင်တယ်ရက်တက်ဖွဲ့အနေနဲ့ဒီနေ့တော့ဖမ်းဆီးရိုက်လုပ်တယ်လို့သိရတယ်ဆိုတော့ဘာပဲပြောဒီမှုမျိုးမှာတော့တရားဥပဒေစိုးမိုးရေးကိုပြည်အသက်ပြဖို့လိုပါတယ်ရင်ထင်းရက်တွေကသူလမ်းမှာကားတွေကိုတားပြီးတော့ပတ်စံတောင်းတာပါညာကဒါနောက်ပိုင်းမှာအာဏာပိုင်တွေရေးကြော်တဲ့ကိစ္စအဲ့ဒါသက်သက်ကိစ္စပါ အခုဒီကိစ္စမှာတော့ကျွန်တော်ရင်းနှီးတဲ့ဘက်ကတော့ရက်တည်ပါတယ်အဲ့တော့ကျွန်တော်နှစ်ပိုင်းပြန်ခွဲပြီးတော့ခါတော့နားလည်မထင်ပါနဲ့ကျွန်တော်အမြန်ပြောရအောင်လို့နားလည်မထင်ပါနဲ့နောက်ဒုတိယတစ်ခုကတော့ကျွန်တော်အမြင်မတော်တဲ့ကိစ္စပါတဝဲမှာဖြစ်တဲ့ကိစ္စတဝဲမှာဖြစ်တဲ့ကိစ္စကတရားဟောဆရာတဝဲကတရားဟောဆရာဆိုတော့ပုံပုံပေါ့အဲ့လိုတော့လောဆယ်ဖမ်းလိုက်ပြီးလို့သိရပါတယ်တဝဲမှာပြားဟိုတဝဲမြို့နယ်ဝဲကျွန်းဝဲကျွန်းထိန်လေရက်ွက်အဲ့လင်းကွင်းလမ်းဆိုအဲ့လမ်းမှာနေထိုင်တဲ့ အဲနေတိုင်းတဲ့ပုဂ္ဂိုလ်တို့ပါအဲ့မှာသာသနာအဆောက်အအုံလေးဒီဆောက်ပြီးတော့ရိတ်တာဖွင့်ပြီးတော့မပလင်မော်တက်ပြီးတရားဟောတယ်အဲ့ပုဂ္ဂိုလ်ကဥယီချင်းတယ်အဲ့ပုဂ္ဂိုလ်ကအဲ့ပုဂ္ဂိုလ်ကပလင်မော်တက်တရားဟောတယ်ဟောတာအထီးလူတွေစောင်းတယ်သာသနာဝါတွေစောင်းတယ်ဆိုတော့ကျွန်တော်တို့သိသလောက်တော့လူပုဂ္ဂိုလ်တွေကသာသနာရဲ့ဟောတွေစောင်းလို့မရဘူးဗျဘုန်းကြီးဆိုရင်တက်တာမရှိဘူးလူပုဂ္ဂိုလ်ကသာသနာဝါစောင်းလို့ဆိုတော့ဒါဖန်ဆီးထိမ့်တဲ့အမကိစ္စဖြစ်လာတယ်အခုအဲ့ဥယီချင်းဆိုတဲ့ပုဂ္ဂိုလ်ကစက်တင်ဘာ25ရက်နေ့မနေ့ကညနေပိုင်းတော့မှာ တက်ဆိုင်ရတာဖန်စီကင်းလေးလို့သိရတယ်ပြီးတော့တဝဲမြို့နယ်ရဲစခန်းမှာသူအမှုဖွင့်ထားတယ်လို့သိရပါတယ်ဆိုတော့ဘာပဲပြောဒါတွေကလည်းကြီးပွင့်လို့ပြောရင်တော့သာသနာရေးနဲ့ပတ်သက်ရင်တော့သာသနာ့နဲ့ပတ်သက်ရင်ဘာလိုက်နဲ့ပတ်သက်ရင်တော့ဒီကိစ္စအထီးထီးရောက်ခိုင်းတွဲတဲ့ကိစ္စဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ပွန့်လန်ပြောရင်တော့ဒီကိစ္စမှာလည်းဒါအစိုးရလုပ်ရတဲ့လုပ်ရကမှန်တယ်လို့ကျွန်တော်နားလည်ပြီးတော့ဘာသာရေးနဲ့ပတ်သက်လို့ရှိရင်သာသနာရေးနဲ့ပတ်သက်ရင်တက်ဆိုင်ရတာဝန်ရှိသူတွေနဲ့လက်မနေပဲလုပ်ကြပါပြီးကြတဲ့ရပိုင်းလည်းခရောက်တဲ့အချိန်မှာအဖွားကြီးတယောက်ဟိုသူ့ကိုယ်သူဟိုတရားဟောဆရာမလို့လို့ဘာလို့လို့ညာလို့နဲ့ထပြီး တက်တော်တွေဘာတွေမှာအောင်တက်လာတယ်အဲ့ဒါဟောတယ်သူဖမ်းလိုက်တယ်ရေးယူလိုက်တယ်ဒီလိုပဲရှေ့မှာလဲလူတွေကလူတွေကဘုန်းကြီးလိုမျိုးတရားဟောလို့ဟောဘုန်းကြီးတွေကလူတွေလိုကျင့်လို့ကျင့်ဒါတွေကရှင်းပြောရတာပေါက်ပြဖောက်လဲဖောက်ပြဖြစ်နေတဲ့ကိစ္စတွေပါဒီကိစ္စမျိုးတွေကျွန်တော်တို့တော့လက်ခံလို့မရဘူးအဲ့ဒါကြောင့်သက်ဆိုင်ရာဟိုဓမ္မဆက်နဲ့မရရင်အာနာဆက်နဲ့တွောင်းမှာအာနာဆက်နဲ့ဓမ္မဆက်ကိုပေါင်း30ချင်းလေတွောင်းရမယ်လို့ကျွန်တော်တို့နားလည်ထားပါတယ်အဲ့တော့ဘာပဲပြောပွန့်လိုက်ပါရင်ဒီလိုမျိုးဖမ်းဆီးရေးယူမှုဖွင့်တာတွေလည်းကောင်းတဲ့ကိစ္စလို့ကျွန်တော်တော့ပြောချင်တယ်နော်ဒါကတော့ကျွန်တော်ဒီနေ့အတူတူပြောနေတဲ့ကိစ္စတွေပါနောက်တစ်ခုကတော့ကျွန်တော်ဒီနေ့ဟိုပြောရမယ့်ကိစ္စတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ ဟိုစောချစ်သူပေါ့ဘုံဝင်စောချစ်သူရဲ့မြီးလို့ခေါ်ပါတယ်ဘုံဝင်စောချစ်သူရဲ့မြီးမြီးတော်တဲ့မြီးပြီးရဲ့အဲမြီးတော်ပေါ့ဗျာမွေးနေပွဲဆိုပြီးတော့သူဟောလုပ်ပြီးတာမွေးနေပွဲဆိုဘောလုံးပွဲပြိုင်ပွဲချင်းပါတယ်စောချစ်သူရဲ့မြီးပေါ့မြီးရဲ့တော့ဘောလုံးဘောလုံးပွဲဆိုပြိုင်ပွဲချင်းပါတယ်ဘယ်မှာချင်းပါလဲဆိုတော့အာဒီရွှေကုတ်ကိုမြို့တက်ပေါ့မြောက်ရီမြို့နဲ့ရွှေကုတ်ကိုမြို့တက်မှာဘုံဝင်စောချစ်သူရဲ့မြီးစောမင်းစောမင်းတီတဲ့ခေါ်အာကစားဖို့ဆိုတဲ့ပုံကိုကလေးပေါ့အဲ့ကလေးလည်းတစ်နှစ်သားလေးပဲရှိသေးတယ်သူ့ရဲ့မွေးနေ့အထိမ်းမှဆိုပြီးတော့သူ့ ဘူးစချစ်သွားလဲဒါသူမိဟုတ်တော်ချစ်ပုံရပါတယ်အဲသူကတော့ဖိတ်ကော်ဖလာပြောင်းွေးလေးကျင်းပါပြီးသူမိရဲ့မူနေထိမှဆိုလို့အဲ့လိုကျင်းပါတဲ့အချိန်မှာပဲစက်တင်ဘာ25ရက်နေ့မနေ့အညနေပိုင်းကဖြစ်ချင်တော့ခံဆိုးသွားပြီးနောက်ဆုံးဘောလုံးပဲကစားတဲ့အချိန်မှာပဲဘောလုံးရဲ့လာကြည့်တဲ့နေရာကအဖောက်အောင်ကြည့်တဲ့နေရာကကြည့်တဲ့နေရာမှာရှိတဲ့ဆင်ပေါ့ဆင်ပေါ်ခေါင်းမိုးအမိုးပေါ့အမိုးကရုတ်တရက်ပြိုကျလို့အပေါက်ကိုမြူသမီးကြောက်ပေါ့ကြည့်တဲ့တန်းရှိသွားတယ်လို့သိရတယ်အဲ့တော့မြူသမီးအပေါက်တုံနဲ့အမျိုးသားနှုတ်ထည့်တန်းရှိသွားတယ်လို့သိရတယ်ဒါလည်းမထော်မနှမ်းမကြုံမကောင်းကြားမကောင်းဖြစ်ရပေါ့နာမည်ကြည့်ချင်တော့တာမန်ဘောလုံးပွဲမှာ ပြောကြတယ်ထိခိုက်တယ်ဆိုတော့ပြဿနာမရှိဘူးနဲ့ဒါကဘူမီစောချစ်သူဆိုတော့စောချစ်သူဆိုတာသိရတဲ့အတိုင်းပဲနာမည်ကျော်ပါတယ်နာမည်ကျော်ဆိုတော့သူ့နာမည်ကြားတာနဲ့အကုန်လုံးကဒရင်တွေကခေါင်းထောင်လာကြတာဆိုတော့ဘူမီစောချစ်သူလေးတွေလည်းသူ့မြင်းမွေးနေလို့အတွက်အကောင်းလို့ပဲမီဒီယာမှာဟိုးလေးတကြီးကျော်ဖြစ်သွားတယ်ပေါ့နော်မွေးနေရမီဒီယာမှာဟိုးလေးတကြီးကျော်ဖြစ်သွားတယ်ဆိုတော့ဘူမီစောချစ်သူတို့လည်းတော်တော်စဉ်းစားကြရအောင်တော့သူ့လည်းသူလည်းဘာလို့လို့သူ့ကနာမည်ကိုကျော်နေရတာပါပဲကွာဒီလိုပဲပြောအောင်ဖြစ်နေတယ်ဒါကတော့တခုပေါ့ဗျာနောက်တစ်ခုကကျွန်တော်တို့ဒီအဲကျွန်တော်တက်မလို့နံပါတ်3ခေါင်းဆောင်ဘူမီကြီးကျော်စွာလင်းပေါ့ဘူမီကြီးကျော်စွာလင်းရဲ့သမီးလို့ သိရပါတယ်ဝေးကျော်သားလင်းရဲ့တမီးလို့သိရပါတယ်အဲ့ဝေးကျော်သားလင်းရဲ့တမီးကိုဒီဂျပန်ရောက်မြန်မာတွေကအခု white god လို့လဲဆိုတော့အဲ့စားလေးဒီနေ့ပေါ်လာပါတယ်ရှားတော့မဟုတ်ပါဘူးဒီဘုံကြီးကျော် sorry ဘုံကြီးကျော်သားလင်း sorry ဘုံကြီးဘုံကြီးကျော်သားလင်းကျွန်တော်ပြောသွားလို့ပါဘုံကြီးကျော်သားလင်းတတိယနံပါတ်တမတော်နံပါတ်3ကောင်းဘုံကြီးကျော်သားလင်းရဲ့တမီးပေါ့နန်းနန်းနန်းလင်းလဲလို့နန်းလင်းလဲဦးလို့ခေါ်မလားပေါ့နော်ခုနကမင်းကနန်းလင်းလဲဦးလို့ခေါ်မှတည်းသူကဂျိုတိုတက်ကတူမှာတက်ကတူတက်နေတယ်ခလီမာနေပါအဲသူကဂျိုတိုတက်ကတူမှာတက်နေတယ်ခလီမာနေပါသူ ပုံလေးကြည့်တော့လေတကယ်ပြောဟိုတော်တော်ချောချောလေးပါဟိုဂျမန်သူလေးလိုပဲချောချောလေးဒီကောင်မလေးကချောချောလေးပါဆိုတော့သူ့ဘာသူကလေးတယောက်လူငယ်တယောက်ပေါ့နော်လူငယ်တယောက်နေနဲ့ချောချောတက်ကတူမှာသူ့ဘာသူဘလိုပဲဖြစ်ဖြစ်စာအုပ်ပဲကြောက်တက်ပြီးညာသိကြားခွင့်ရနေတဲ့ကိစ္စကိုအဲ့ဒါကိုအခုဂျပန်ရောက်မြန်မာတွေကထပြီးတော့ကန့်ကွက်တာတွေလုပ်တယ်ချောချောယူနီဘာစီတီကိုတခါတည်းပို့စီတင်သူတို့လိုက်ပြီးတက်တီတွေ့ပြီးလို့ရှိရင်ကွန်မန့်တွေပေးပြီးတော့ဒုက္ခတွေပေးတာတွေ့ရတယ်ဥပမာဆိုကြပါစို့အာ ဒီဘုသူကြီးဘုသူကြော်သွားလေးရဲ့တမိနန်းလင်းလက်ဦးကိုတချို့တက်ကတော့တက်ခွင့်ပေးတာဒါပွန့်လိုက်ပြောရင်ပြစ်တင်ရှုတ်ချပါတယ်ဒါတွေကဒီလိုမျိုးသိဘူးပေါ့ဗျာစတင်ပြောတယ်ကျွန်တော်တော့ပွန့်လိုက်ပြောရင်ပညာရေးနဲ့ပတ်သက်ရင်ဘုသူကြီးရဲ့တမိရဲ့ကြီးဘုသူမှုကြီးရဲ့သူရဲ့ကြီးဘုသူမျိုးရဲ့ကြီးရဲ့ပညာရေးကဘုသူမဆိုရပိုင်ခွင့်ရှိရဗေနိုင်ငံမဆိုပညာရေးနဲ့ပတ်သက်ဘုသူမှုလို့ကန့်တရားဆိုတာမလို့တင်နေရတယ်ပညာရေးကိုတိုက်ပြီးကန့်တက်ပိတ်ပင်နေမယ်ဆိုရင်ဒါပွန့်လိုက်ပြောတော့ပညာရေးကိုပိတ်ပင်ပိတ်ပင်နေသူသားလေးဒီမျိုးကိုဆိုနားမလဲတာအဲ့တော့ဒီကိစ္စမျိုးကတော့ကျွန်တော်တို့ပွန့်လိုက်ပြောမယ်ဒီဂျပန်ရောက်မြန်မာတွေကအချို့သောမြန်မာတွေကတော်တော်တော့စိုးတယ် အဲ့လူတွေကြည့်တော့လည်းသူတို့က overstay တွေဖြစ်ဖို့များတယ်နောက်တစ်ခုကဟိုဗီဇာတွေမရှိတော့တဲ့လူတွေသို့မဟုတ်လည်းဒီဂျပန်နိုင်ငံနဲ့ခံထားတဲ့လူတွေသို့မဟုတ် ျပန်မှာ PR နေတဲ့သူတွေဖြစ်နိုင်ပါတယ်ဂျပန်နိုင်ငံသားစီစဉ်လို့မဖြစ်နိုင်ဘူးเนาะအဲ့တော့ပို့လင်းပြောရရင်ဒါမျိုးတွေဆိုလဲကျွန်တော်တို့တော်တော်လေးတော့ဒါကန့်ကွက်ရတဲ့ကိစ္စတစ်ခုပါပဲကန့်ကွက်ရတဲ့ကိစ္စတစ်ခုပါပဲအဲ့တော့ပို့လင်းပြောရရင်တော့ဒါမျိုးကိုကျွန်တော်လုံးဝတော့လက်မခံပါဘူးဒါ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 ပို့လင်းပြောရရင်ဒါတော့ကျွန်တော်အပြစ်တင်ရှုတ်ချပါတယ်ဟိုဘယ်ကြီးကြော်စားလင်းသမီးမိုင်မဟုတ်ဘူးတက်မတော်မှရှိတဲ့ထိမ်းမဲကောင်းဆောင်ဒီနိုင်ငံတော်ကြီးကဲကောင်းဆောင်သားသမီးတွေပညာသင်ကြားတာဘယ်နိုင်ငံမှာပညာသင်ကြားသင်ကြားသင်ကြားခွင့်ပြုသင့်တယ်ဒါကိုကန့်ကွက်တဲ့သူတွေဒါလင်းဒါလင်းဒီမိုကရေစီကိုမလိုလားတဲ့ဒီမိုကရေစီဖျက်ဆီးနေတဲ့သူတွေဖြစ်တယ်သူတို့ကိုယ်တိုင်ကကိုယ်တည်းက ဟိုတူတလူငါတမဲနဲ့ကိုယ်ကိုယ်ဘိုးကြဆုံမွေးဝါရခိုင်ထားတဲ့ပုံကူကြီးဖြစ်တယ်အာနာရှင်စိတ်ရှိတဲ့သူတွေကဖြစ်တယ်လို့ကျွန်တော်တော့တခါလေးပြောချင်ပါတယ်နောက်တစ်ခုကတော့နောက်ဆုံးတစ်ခုကတော့ဒီတက်မတော်ကတက်မတော်ကဒီအရွယ်မရောက်သေးတဲ့စသားလုတ်သွားတဲ့စသားတစ်ထောင်လောက်ကိုပြန်ပြီးတော့သူတို့မိဘတွေစီပြန်လွတ်ပေးတယ်ဆိုတဲ့သတင်းလေးပါသတင်းလေးကိုသတင်းလေးပြောချင်ပါတယ်အဲ့ဒါလေတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပြန်ဘာလို့လဲဆိုတော့တက်မတော်ကတစ်ချိန်လုံးတစ်ချိန်လုံးလူတွေကပြောတယ်တက်အဲဘယ်လိုခေါ်မလဲအဲစသားလေးတွေပေါ့နော်စသားလေးအသက်မပြည့်သေးတဲ့စသားတွေကိုတက်မတော်ကအဲ တောက်လျှောက်တမတော်ကတမတော်စစ်သားတွေသုံးပြနေပါတယ်သုံးပြနေပါဆိုပြောနေကြတယ်အဲ့လိုပြောနေတဲ့ဟာကိုတမတော်ကကွန်ရဖောင်းလုပ်ပြနေတဲ့သဘောပဲပြီးတော့သူတို့တမတော်တွေမှာတမတော်တွေဝင်လာတဲ့စစ်သားတွေထဲမှာအကယ်၍အသက်မပြည့်တဲ့သူရှိရဆိုရင်ချက်ချင်းသူတို့ကဓာမျိုးတွေကိုပေါ်ထုတ်ဆုံးဆန်းပေးတယ်ပြီးတော့ဟိုလူတွေပြောနေတဲ့ကိစ္စကိုသူတို့ကအရေးကြီးယူနေတာဝန်ယူပြီးတော့တရားလုပ်ပေးတာကိုတွေ့ရတယ်ဆိုတော့ဒါကိုကြီးကြီးအပြင်တမတော်ကတမတော်ကပြည်ပြန်ပြောင်းလဲရေးကိုအထက်အသက်တန်တရားလုပ်ပေးနေတာတွေ့ရတယ်ဆိုတော့ဒါလေးကကောင်းတဲ့ကိစ္စပါအဲ့တော့တမတော်မှာဒီကလေးစစ်သားလို့ခေါ်တဲ့စစ်သားအငယ်လေးအသေးလေးရှိတယ်လို့ ပြောတော့ပြောကြတဲ့အခါမှာသူပြောတဲ့အတိုင်းပဲသူတို့ကလည်းသူတို့ကလည်းရှာဖွေဖောက်ထုတ်ပြီးတော့ကလေးစစ်သားဖြစ်တဲ့ပုံကိုယ်လေးအကုန်လုံးပြန်ပြီးတော့ပြန်ပြီးပါတယ်ပြန်လွှတ်ပေးပါတယ်အဲ့တော့ကျွန်တော်တို့တက်မတော်အဲ့လိုလုပ်တယ်ဆိုရင်တိုင်းသားလက်နက်ကိုင်လို့အမိခံထားတဲ့နော်အဖွဲ့တွေအဲ့ဒီဖွဲ့တွေကဘယ်လိုသဘောထားမလဲအဲ့ဒီဖွဲ့တွေကဘာလုပ်မလဲကျွန်တော်အဲ့ဒါကိုမေးခွန်းထောက်အောင်ပြင်တယ်ဆိုကြပါဦးအဲ့ဒီဖွဲ့တွေကအဲ့ဒီဖွဲ့တွေကဒီဒီမှာတော့ KIA ပဲထောက်တော့ KIA မှာကလေးစစ်သားတွေရှိပါတယ် KIA မှာကလေးစစ်သားတွေရှိပါတယ်နောက်တစ်ခါ KNU မှာရှိပါတယ် TNLA မှာရှိပါတယ် AA မှာရှိပါတယ် DKB မှာလည်း sorry DKA မှာလည်းရှိပါတယ် CNF မှာလည်းရှိပါတယ်အဲ့တော့သူတို့မှာလည်းရှိတယ်သူတို့မှာရှိတဲ့ခလစ်စတာတွေသူတို့ဘာလုပ်မှာလဲသူတို့မှာရှိတဲ့ခလစ်စတာတွေကိုသူတို့ဘာလုပ်မှာလဲဆိုတော့မေးကုန်တော့ PDF တွေထဲမှာလည်းအသက်မပြေလေးတဲ့လူငယ်လေးများစွာအသက်မပြေလေးတဲ့လူငယ်လေးများစွာ အာဘာပဲပြောတော့ပြည်တဲ့လူငယ်လေးများစွာ PDF ဖြစ်နေအသက်ပေးနေကြတယ်အများကြီးရှိပါတယ်အဲ့တော့ဘာလို့တောင်းယူမလို့ဆိုတော့မိကုန်းကိုကျွန်တော်တို့တော့ပေးချင်ပါတယ်အဲ့တော့ကျွန်တော်ကတော့ပွင့်လို့ပြောနေတတ်မတော်ကဒီလိုမျိုးပြည့်ပြပြောင်းလဲလို့လာတဲ့ကိစ္စကိုအာဝဲလ်ကမ်လုပ်ပါတယ်ဘာပဲပြောတတ်မတော်နေဒီလိုပြည့်ပြပြောင်းလဲလုပ်ပြီးတော့လေဟိုသူ့ရဲ့သူ့ရဲ့ ကိုကောင်းတဲ့တက်မတော်တရားဖြစ်လာအောင်ကြိုးစားနေရအောင်တွေ့တယ်လို့ဝယ်ကမ်းလုပ်တယ်လို့ပြောရင်းနဲ့ကျွန်တော်ဒီနေ့ဒီလောက်နဲ့ရပ်ပရစီအားလုံးပဲကိုရင်းသားတွေရှိပါတိုက်ယူပါစေနာမထားပါသစ္စာရှိပါကိုယ့်နိုင်ငံသားချင်းချင်းအပြန်အလှန်တက်ပြတ်နေကြတာကိုလက်ကလောဒီနီပြောနေတဲ့လူမိုက်လူရန်ကလူတက်အကြမ်းဖက်အားပေးသမားခမည်းဖြစ်နေတာဆိုတော့ပြန်လဲမင်းတို့တော့ပါလို့